ကဲပရိသတ်ကြီးတို့ရေပရိသတ်တွေချစ်စနိုးနဲ့ခဲလေးလို့ခေါ်နေတဲ့မင်းသားကြီးလူမိုးရဲ့မိကျော်လေးဖြစ်တဲ့ယုံဝရီလွင်မိုးကတော့မကြသေးခင်ကမှအိမ်ထောင်တစ်ခုကိုသဘောထားချင်းမတိုက်ဆိုင်ခဲ့တာကြောင့်ကွာရှင်းပြစ်စီသွားခဲ့ကြတာပဲဖြစ်ပါတယ်။ယုံဝရီလွင်မိုးအနေနဲ့ကလည်းခင်ပွန်းတီရဲ့ဖောက်ပြန်မှုကြောင့်ဒီဒန်တွေကိုခါးစည်းမခံနိုင်လို့လွတ်ချပစ်လိုက်တာပဲဖြစ်ပါတယ်။ အခုလိုချစ်ပြက်ခဲ့တာကလည်းခင်ပွန်းဒီထောက်ဦးလိုင်းနဲ့ကအနေနီးနိုးပြီးတော့လုံလုံကျွတ်ကျွတ်ဖြစ်သွားကြပေမဲ့ရုံးဝတီလွေမိုးနေနဲ့ကငငယ်တဲ့ကချစ်ခဲ့ရတဲ့အချစ်ဦးဟာတသက်ရှိနေခဲ့တာပါအခုလိုချစ်ဦးနဲ့နိုင်ငံတွေကြာပြီးတော့ဝေးကွာနေစဉ်အတွင်းခင်ပွန်းတီထောက်ဦးလိုင်းနဲ့ရုံးရီလွေမိုးတို့ဟာအနေနီးစက်မှုကြောင့်အိမ်ထောင်ကျသွားခဲ့ရတာပဲဖြစ်ပါတယ်။ရုပ်ရည်လီမွန်တယောက်ဆယ်နှစ်အတွင်းစူးစမ်းပြီးတော့အိမ်ထောင်တစ်ခုကိုဒီမြဲဖို့စူးစမ်းခဲ့ပေမဲ့ထောက်ဦးလိုင်းကြောင့်ပဲလမ်းခွဲပြစ်ဆဲခဲ့ရတာပါ။ ရုံးဝရီလွေမိုးကခုချိန်မှာလွတ်လပ်နေသူတယောက်ဖြစ်တဲ့အတွက်ကိုချစ်တဲ့သူကိုပိုင်ရွေးချယ်လို့ရတဲ့အခြေအနေတစ်ခုပါ။ဒါပေမဲ့လဲသူမြွေးချယ်လိုက်တဲ့သူကတချိန်ကသူမရဲ့အချို့ဦးနေရွှေသွေးအောင်ချစ်နေခဲ့တာပဲဖြစ်ပါတယ်။ရုံးဝရီလွေမိုးနဲ့နေရွှေသွေးအောင်တို့ဟာစင်ကာပူကနာမီဂျီပန်ချန်တစ်ခုမှာတည်နေခဲ့ကြတာကိုစင်ကာပူကမြန်မာပြည်သက်တွေတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ ပရိသတ်တွေနားမလည်ဖြစ်ခဲ့တာကရွေးချယ်ခွင့်တွေအများကြီးတဲကမှနိုင်ငံသားမှအပွေးဆုံးလို့ထင်ကြီးပေးခံနေရတဲ့နိုင်ငံရဲ့အကြီးကဲဟောင်းရဲ့မြေဖြစ်နေတဲ့နေရွှေသွေးအောင်လို့လူတယောက်ကိုရွေးချယ်လိုက်လို့ပါပြီ။အချို့ပရိသတ်တွေကတော့ရုံးရီလွေမိုးကိုရေးစားများတယ်လို့နာမည်ကြီးတဲ့ရေးစားဦးဖြစ်တဲ့ဖိုးလပိကောနေရွှေသွေးအောင်နဲ့လက်ထက်မှာကိုသဘောမတူကြပါဘူး။ယုံရီလွေမိုးဆိုတာကမြန်မာနိုင်ငံရဲ့နမီကျော်ဒိတ်တမ်းမင်းသားလွေမိုးရဲ့အကြီးဆုံးသမီးဖြစ်ကချစ်စရာကောင်းတဲ့အမူအရာလေးတွေကြောင့်ခလေးဆိုပြီးတော့ပြည်သက်တွေကအားပေးဝန်းရံခဲ့ကြတာပါ။ နေရွှေတွေးအောင်နေနဲ့ကတော့အဘိုးချစ်သူရဲ့အချိန်ဝါနဲ့အတူရွှေပုံပေါ်မှာကြီးပြင်းလာခဲ့သူဖြစ်ကအချော်လဆုံးမင်္ဂလေးများစွာနဲ့ထဲလဲတွေ့ခဲ့တာဖြစ်ပါတယ်ဒါကြောင့်လေပရိသတ်များစုက ခေးလေးလိုချစ်စနိုးနဲ့ခေါ်ကြတဲ့ယုံရီလူမိုးနဲ့သဘောမတူကြတာပါပရိသတ်တွေအနေနဲ့ကလည်းအခုမှပူပူနွေးနွေးကွာရှင်းထားပေမဲ့ချက်ကြီးကြီးကောက်ခံငယ်ကချစ်တူထားလိုက်တဲ့အပေါ်မှာယုံရီလူမိုးကိုအစ်စ်တင်ဝေဖန်နေကြတာပဲဖြစ်ပါတယ် တွဲနေတဲ့လူကလည်းမြန်မာနိုင်ငံရဲ့ထိတ်တန့်ပူပြီး IB နေရွှေသေးအောင်မို့လို့လဲတော်တော်လေးကိုလူပြောများနေတာပါဒီလိုမကြသေးမီကအိမ်ထောင်တစ်ခုကွာရှင်းပြဆဲသွားတဲ့ရုံးရီလွေမိုးတယောက်ရေးစားချစ်သူနဲ့တွဲနေတဲ့ကိစ္စပေါ်မှာလူတွေကတော့ပြင်းပြင်းထန်ထန်ဝေဖန်ကြပါတယ်အချို့ဟာဆိုရင်ရုံးရီလွေမိုးဟာနေရွှေသေးအောင်နဲ့တွဲကျင်လုံးလို့တားလေးတယောက်ရပြီးကမှခင်ပွန်းကိုကွာရှင်းခဲ့တာလားဆိုပြီးတော့မေးခွန်းထုတ်နေကြပါပြီ အခုချိန်မှာတော့ ရုံးရီလွင်မိုးဟာအိမ်ထောင်ရေးကွာရှင်ပြီးတဲ့နောက်အချစ်စစ်မဲ့လို့တစ်ချိန်ကချစ်ဦးနေရွှေသီးအောင်နဲ့ပြန်တွဲနေတာဖြစ်ပါတယ်။လူသူတွေပါပြောပြောချင်နေတဲ့သူနှစ်ယောက်ကတော့မကြခင်ကာလတွင်ချစ်ချစ်တဲမင်္ဂလာပွဲကြီးချင်းပသွားတော့မှာပဲဖြစ်ပါတယ်။အခုဆိုရင်ရုံးရီလွေမိုးနဲ့နေရွှေသွေးအောင်တို့ဟာမြန်မာငွေကျပ်ပီလီယနာနဲ့ခြေကုံကြခံကတနိုင်ငံလုံးရဲ့မင်္ဂလာပွဲတွေထက်တာလုံနဲ့မင်္ဂလာပွဲကြီးကိုစီးရီးနဲ့ထွက်ပြီးချိတ်ချိတ်တဲစင်နွဲတော့မယ်လို့သိရတာပဲဖြစ်ပါတယ်။ ဆိုတော့ပရိသတ်ကြီးတို့ရောအချစ်စစ်ရှိနေရဲဆိုတာကိုလက်တွေ့ပြသလိုက်တဲ့ရုံးရီလွေမိုးနဲ့နေရွှေသွေးအောင်တို့ဆောင်တွဲလေးကိုဘလို့မျိုးထင်မိမိလဲဆိုတာကိုမှတ်လေးထဲမှာပြောသွားပေးခဲ့ပါဦးရှင်။အပင်းနာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။